ဒီမိုကရက်တစ်မြန်မာအတန်တီဗီဘီရဲ့စွန်လ10ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့ချင်းပြည်နယ်တွန်းစာမြို့ဒီမှာငလျင်နှစ်ကြိမ်လှုပ်ခတ်သွားတဲ့သတင်းပလဲမြို့နယ်ကန်တောင်စခန်းသိန်းတိုက်ပွဲမှာ PRA က Jet Fighter သစင်းကိုပစ်ချခဲ့တဲ့သတင်းနဲ့ရန်ကုန်ပဲခူးနဲ့အေယာဗရီတိုင်းမှာ1ပြက် 1shot ရောကဖြစ်ပွားသူတွေများလာတဲ့သတင်းတွေနားဆင်ကြရပါပါ ချင်းပြည်နယ်တွန်းဆာမြို့နီးမှာပြင်အားရစ်ချတာစကေး၄ကျော်တဲ့အင်အားအနည်းငယ်ရှိတဲ့ငလင်းတစ်ကျိန်မိနစ်အနည်းငယ်အကွာနဲ့စစ်တိုက်လုခတ်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ထုတ်ပြန်ခြင်းအရသိရပါဗျာ။ ဇူလာဆယ်ရဲ့မြန်မာစံတော်ချိန်နေ့လယ်7:58မိနစ်အချိန်လောက်မှာတွန်းစာမြို့နီးမော်လိုက်မြို့ရဲ့အနောက်အနောက်တောင်ဘက်31ကီလိုမီတာအကွာမြေအောက်နဲ့10ကီလိုမီတာကိုပို့ဖို့ပြုပြီး Richard Scale 4.3အဆင့်နဲ့အင်အားအနည်းငယ်ရှိတဲ့ငလေးတစ်ချိန်မိုးလဲ7:28မိနစ်မှာတော့မော်လိုက်မြို့အနောက်ဘက်39ကီလိုမီတာအကွာမြေအောက်နဲ့60ကီလိုမီတာကိုပို့ဖို့ပြုပြီး Richard Scale 4.3အဆင့်နဲ့တစ်ချိန်လှုပ်ခတ်ခဲ့တယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကဇွန်လ9ရက်နေ့လည်းကထုတ်ပြန်ပါတယ်။ဒါပြင်ဒီကနေ့မနေ့အစောပိုင်း3:30မိနစ်ကကျောက်ဆယ်မြို့ရဲ့တောင်ဘက်35ကီလိုမီတာကွာ မြေအောက်အနည်း10ကီလိုမီတာကိုဗဟုပြုပြီး Richter scale 4.9အဆင့်အင်အားတင်းတင်းရှိတဲ့ငလျင်တစ်ခုနဲ့ဒီကနေ့မနက်6:00နာရီကျော်မှာလဲမရီယာမြို့ရဲ့အနောက်တောင်ဘက်10မိုင်လောက်ကွာအနည်း12ကီလိုမီတာကနေအင်အား3.2ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့လည်းသိရပါတယ်။ငလျင်ဘေးကြောင့်ထိခိုက်ဆုံးရှုံးတာတွေညော့နေစေဖို့ဆောင်းရံရှောင်းရံသတိပြုရန်တွေနဲ့အညီနေထိုင်ကြဖို့ကိုလည်းအသိပေးထားပါတယ်။ စကိုင်းတိုင်းပလဲမြို့နယ်ထဲကကန်တောင်စခန်းသိန်းတိုက်ပွဲအတွင်းပြည်သူ့လူမျိုးရေးတပ်မတော် PRA ကစစ်တပ်ရဲ့ခြေတိုက်လေရင်ဒဇင်းကိုပြစ်ချနိုင်ခဲ့တယ်လို့အတည်ပြုပါတယ်။အဲ့ဒီလေရင်ကိုစွန်လ10ရက်နေ့နဲ့17ရက်နေ့လောက်မှာပြစ်ချနိုင်ခဲ့တာလို့ PRA ပြန်ကြိုင်းရေးတာဝန်ရှိသူရဲဘော်နီနီကျော်ကပြောပါတယ်။ဒါပေမဲ့အသေးစိတ်အချက်လက်တွေနဲ့မှတ်တမ်းတပ်ပုံတွေရရှိနိုင်ဖို့ကြိုးစားနေပြီးထပ်မံထုတ်ပြန်ပေးမယ်လို့ဆိုပါတယ်။ PRA တပ်တွေဟာကန်တော့ရဲစခန်းကိုဇွန်လ2ရက်ကတည်းကတိုက်ခိုက်နေတာဖြစ်ပြီးစစ်တပ်ဘက်ကလည်းသူတို့ကိုထောက်ခံတဲ့အင်မတီရွာကနေတဆင့်လူအင်အားရိတ်ခါခဲရံတွေဖြစ်တင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ဒါအတူစခန်းတိုင်းတိုက်ပွဲစတင်ကတည်းကလေကြောင်းတိုက်ခိုက်မှုတွေကိုပြင်းပြင်းထန်ထန်ပြုလုပ်နေပြီးအခုချိန်ဆိုရင်ဘုံအလုံးရေပေါင်းရာနေ က်ချီကျဲချခဲ့ပြီးပြီလို့သိရပါတယ်မန္တလေးတိုင်းစစ်ကူမြို့နယ်ကြည်တော့ပေါရွာစစ်ရုံဝင်းကိုစစ်ကောင်စီတပ်ကဇူလ9ရက်မနေ့9:30နာရီမိနစ်လောက်မှာလေကြောင်းဘုံကျဲခဲတာကြောင့်ဈေးဝယ်လာသူအမျိုးသမီးတယောက်သေဆုံးခဲ့ပြီး၃ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ပြည်ဦးလွင်ခရိုင်ပကဖားကသိရပါတယ်။စစ်ကောင်စီတပ်က Jet Fighter နဲ့ကြည်တော့ပေါရွာစစ်ရုံဝင်းထဲကိုပေါင်250ဘုံနဲ့ဘုံကျဲခဲတာကြောင့်အဆောက်အုံလည်းပျက်စီးခဲ့တယ်လို့ပြည်ဦးလွင်ခရိုင်ပကဖားသတင်းတာဝန်ခံကပြောပါတယ်။ ဘုံစာထိမှမူကြအမျိုးသမီးတယောက်သေဆုံးတယောက်လည်းဖျက်ရပြီးကြာနှစ်ယောက်မှပေါင်မှထိမှန်တရားရခဲ့ပါတယ်။နေဆကော့ကရစ်မြို့နယ်ပန်ရက်ကျေးရွာနေအိမ်စာတင်ကျောင်းတွေကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ကလေးငယ်၃ယောက်ပါဝင်၅ယောက်သေဆုံးပြီး22ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ရမီရဖတွေကပြောပါတယ်။ရန်ကုန်ပုဂိုးနဲ့အေရီတိုင်းတို့မှာပြီးခဲ့တဲ့တပတ်အတွင်းဝမ်ပြဝမ်ရှော့ယောဂါနဲ့လူပေါင်း80ကျော်စေုံသက် ကုသနေရတယ်လို့စစ်ကောင်စီစာမရေးဌာနကဇွန်လ9ရက်မှာထုတ်ပြန်ပါတယ်ဆိုတရက်ကနေဇွန်10ရက်ညနေ6:00နာရီထိစည်ရင်တွေအရရန်ကုန်တိုင်းထဲမှာ86ရောက်ပဲခူးတိုင်းမှာ4ရောက်နဲ့အေရဗီတိုင်းထဲမှာ1ရောက်စည်ုံတက်နေရပြီးတမန်ဖြစ်ပွားသူတွေလို့ဆိုပါတယ်မေလနောက်ဆုံးပတ်ကနေဇွန်လ10ရက်အထိရတရပတ်မှာတော့ရန်ကုန်နဲ့ပဲခူးတိုင်းမှာဝမ်ယောကလူနာ89ရောက်ရှိခဲ့လို့အဲ့ဒီထက်ပိုများလာတာကိုလည်းတွေ့ရပါတယ် 2025-2026ဘဏ္ဍာနှစ်ရဲ့ပထမနှစ်လအတွင်းမြန်မာနိုင်ငံဟာပြည်ပကိုစံတဲ့စခွဲတန်ချိန်ပေါင်း၄သိန်းကျော်ထိတင်ပို့နိုင်ခဲ့ပြီးပြီးခဲ့တဲ့နှစ်ကာလတူထက်နှစ်ဆကျော်တိုးတက်မှုရှိခဲ့ပါတယ်။မြန်မာနိုင်ငံစံစပါအသင်းချုပ် MRF ကထုတ်ပြန်တဲ့အချက်အလက်တွေအရအခုဘဏ္ဍာနှစ်ပထမနှစ်လအတွင်းတင်ပို့နိုင်ခဲ့တဲ့စံတဲ့စခွဲပမာဏတန်ချိန် ၄သိန်း2289ကျော်ရှိပြီးအရင်ဘာလနှစ်ကတင်ပို့နိုင်ခဲ့တဲ့တန်ချိန်3သိန်း8342နဲ့နိုင်ရှိရင်ဒသကျော်တိုးတက်ခဲ့တာပါမြန်မာဆန်ကိုအဓိကဝယ်ယူတင်သွင်းတဲ့နိုင်ငံကတရုတ်နိုင်ငံဖြစ်ပြီး Belgium, Philippines, Bulgaria, UK, Indonesia, Spain နဲ့ Poland နိုင်ငံတို့ကလည်းဝယ်ယူမှုရှိခဲ့ပါတယ်အခုလောစန်တင်ပို့မှုတိုးလာပေမဲ့တောင်တူတွေအတွက်ကတော့စပားစိတ်ကွက်မှောက်ဝယ်ယူသူနေပါပြီးဈေးမရဖြစ်နေတာကြောင့်အရှုံးတွေနဲ့ရင်ဆိုင်နေရတယ်လို့သိရပါတယ် မြန်မာနိုင်ငံဟာပြည်ပကိုစံတင်ပုံမှုအများဆုံးနိုင်ငံတွေထဲမှာပါဝင်ပြီးပြီးခဲ့တဲ့2024 2025ဘာသာနှစ်တစ်ခုလုံးမှာစံတဲ့စခွဲတန်ချိန်ပေါင်း1.48တန်းကျော်တင်ပုံမှုကနေပို့ကုန်ဝင်ငွေအဖြစ်အမေရိကန်ဒေါ်လာ1.3ဒသမ1.9ဘီလီယံရရှိခဲ့ပါတယ်။